အသိစိတ်လေးဟာဘလို့ပေါ်လာသလဲဆိုလို့ရှိရင်အသိစိတ်ပေါ်ဖို့ရာ ပေါ်လာတဲ့အကြောင်းတွေကို အခြေအနေတွေဆိုတာဘာတွေတုံးလို့မေးလို့ရှိရင်နံပါတ်၁လေးလာမှာကစိတ်ဟာဘယ်ကနေဖြစ်လာတာလဲဘာကိုအမိပြုပြီးတော့ဒီစိတ်ဖြစ်ရတာလဲဆိုတာဝိထုယုတ်၆ပါးဆိုတာအရင်လေးလာမနေ့တော့ကဝိထုယုတ်လို့ဘုန်းကြီးမပြောခဲ့ဘူးเนาะ မှန်ပါပါဗျာအဲ့ဒီယုတ်တရားတဲ့ကပဲပြန်ပြီးတော့ပြောမယ်စက္ခုပတာရမျက်စိအချီကလေးอ่ะဒါစိတ်ဖြစ်ပေါ်ဖို့အတွက် base လေးတစ်ခုပဲတောတပတာရနာအချီလေးရတယ်ပဲအတန်ကိုတိတဲ့စိတ်ဖြစ်ဖို့အခြေခံလေးတစ်ခုအကယ်၍နာကန်းသွားမယ်ဒီပတာရယုံမရှိဘူးဆိုလို့ရှိရင်ကြားပြီးတိတဲ့စိတ်မဖြစ်နိုင်တော့မှန်ပါပါဗျာ မျက်စိပတာရယုတ်မကောင်းတော့ဘူးဆိုလို့ရှိရင်လည်းမြင်ပြီးသိတဲ့စိတ်ပဲဖြစ်နိုင်အောင်အဲ့ဒါကြောင့်မို့လို့မျက်စိအကြည်လေးဟာ မြင်သိစိတ်ဖြစ်ဖို့အတွက်အခြေခံနေတခုမှန်လားဗျာတောတပတာရလို့ဆိုတဲ့နာအကြည်ယုတ်လေးဟာကြားပြီးတော့သိတဲ့စိတ်ဖြစ်ဖို့ရအခြေခံတခုနှာခေါင်းမှာရှိတဲ့ဃာနပတာရယုတ်ကလေးဟာ အနံ့ကိုတိတဲ့စိတ်ဖြစ်ပေါ်ဖို့ရအခြေခံတစ်ခုဇီဝပတာရဆိုတဲ့လျာအကြည်ယုတ်လေးဟာအရသာတိတဲ့စိတ်ပေါ်ဖို့ရအတွက်အခြေခံတစ်ခုခန္ဓာကိုယ်မှာ အနံ့တည်ရှိနေတဲ့စင်စစ်တလို့ပြောခြင်းပြောပေါ့ဘယ်နေရာပဲဖြစ်ဖြစ်ထိရင်တိတဲ့နေရာလေးပေါ့ အဲ့ဒီပတာရယုတ်တရားကာယပတာရယုတ်တရားခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့နေတာဖြစ်သောကြောင့်ဘယ်နေရာထိလိုက်ထိလိုက်အသိစိတ်လေးတွေမပေါ်ဘူးလားပေါ်ပါရဲ့ဗျာကဲထုံသွားတဲ့ခါရော အသိစိတ်ပေါ်သေးလားပေါ်တော့ပါဗျာပတာရယုတ်ပြတ်သွားရင်ထိထိမသိတော့ဆပင်မှာအဖျားလေးကိုကင်ရင် မသိဘူးအရင်ကင်မှာသိတယ် ဟုတ်ကဲ့လားမှန်ပါပါအဖျားလေးကြတော့ကာယပတ္တာကမရှိတဲ့နေရာဆိုလို့ရှိရင် तू ကအသိစိတ်မပေါ်နိုင်တော့အဲ့ဒါကြောင့်မလို့ခန္ဓာကိုယ်တစ်ခုလုံးမှာနှံ့ပြီးတော့နေတာဘယ်နေရာလေးကိုကြည့်လိုက်ကြည့်လိုက်ဘယ်နေရာလေးလက်ကလေးနဲ့တွို့လိုက်တွို့လိုက် အော်ငါထိတယ်ဆိုတော့တိလိုက်တယ်ဟုတ်လားမှန်ပါပါအဲ့ဒီအသိစိတ်လေးတွေပေါ်ဖို့ရအတွက်ဒီဟာအခြေခံယုတ်တစ်ခုတဲ့ဒါကထင်ရှားတယ်နော် စိတ်ကလေးတွေပေါ်လာတာကြည့် မြင်သိစိတ်တဲ့မြင်သိစိတ်လို့ပြောတာကနန္တရားကို ပြောတာပဲစိတ်ရောစိတ်သိရောကြာသိစိတ်တဲ့နန္တိစိတ်တဲ့လယသိစိတ်ထိတိစိတ်ဟောဒီစိတ်ကလေးတွေကထာဝရရှိနေတာမဟုတ်ဘူးဒါကြောင့်မို့စိတ်ရဲ့အခြေခံနေရာကြည့်သက္ခုပတာရမျက်စိအကြည်ယုတ်ကာဏပတာရကာတောတပတာရဒီနာအကြည်ယုတ် ခါနပတာရနှခေါင်းအခြင်းယုတ်ဇီဝပတာရလျှာအခြင်းယုတ်ကာယပတာရကိုယ်အခြင်းယုတ်ဟောဒီ၅ခုဟာဒါစိတ်ရဲ့တီးယာမိယာစိတ်ရဲ့အခြေခံယုတ်တယ်လို့ပြောတာစိတ်ဖြစ်ပေါ်လာတဲ့အခြေခံယုတ်တယ်ခုနကစောင်းကြိုးလိုစောင်းအိုးလိုဟာအတန်ဖြစ်ပေါ်ဖို့အတွက်အခြေခံမဟုတ်ဘူးလားမှန်ပါတယ်ဗျာအေးကျိုးမရှိတဲ့နေရာသွားတီးမယ်ဆိုရင် หนีบ่มล่ะหนีบ่ครับหนีผู้ซ้องจูซ้องโอหรอล่ะดิเพิ่นจูตีเห็นแล้วเมียจีมาเมียมาตู่อ่ะตู่เฉยกันตัดถ่าล่ะมาหอกล่ะเอ้ไอ้อะหลูเวอตันถั่วผู้ยาด้วยเฉยกันก้าวชื่อตะหลูใส่ผิดผู้ยาด้วยหอดิเฉยกัน5မျိုးตะคู่ชื่อเลยနောက်တစ်ခုကဘာတော့ဆိုရင် အတွေးစိတ်တွေကြတော့မျက်စိနဲ့လည်းမဆိုင်ဘူး နားနဲ့လည်းမဆိုင်ဘူးနှာခေါင်းနဲ့လည်းမဆိုင်ဘူးလျှာနဲ့လည်းမဆိုင်ဘူးခန္ဓာကိုယ်ထိတာနဲ့လည်းမဆိုင်ဘူးစိတ်ထဲကနေတွေးပြီးတော့သိတာမျိုးဖြစ်နိုင်မလားဖြစ်နိုင်ပါတယ်ဗျာအဲ့ဒီအတွေးကြတော့ဟုတ်လားလူတွေကတွေးပြီးစိတ်ရှုပ်လာပြီးဆိုဘယ်ကောက်တာတော့ခေါင်းကောက်တာအဲ့ဒီထဲမှာရှိနေကုန်ရတယ်နော်ကောက်လိုက်ရင်ထွက်မလာဘူးလားအဲ့ဒါကိုဟရိယဝုထုလို့ စိတ်ရဲ့အခြေခံယုတ်ဉာဏ်နဲ့စိတ်တွေရဲ့အခြေခံယုတ်လို့အတွေးစိတ်တွေရဲ့အခြေခံယုတ်လို့ဒီလိုပဲမှတ်လိုက်တာပေါ့အလွယ်မှန်ပါဗျာဟရိယဝတ္ထုလို့ခေါ်တယ်။အုံနောက်ပဲဖြစ်ဖြစ်နှလုံးသားပဲဖြစ်ဖြစ်နော်မှန်ပါဗျာလူတွေကအသည့်အစမ်းမြင်တဲ့အခါကျဘာဖြစ်လဲခေါင်းရှုပ်တာလားယဉ်ခုန်တာလားအသည့်စမ်းတွေ့ရင်တော့ယဉ်ခုန်မှာပါခေါင်းမရှုပ်ပါဘူးနော် အဲ့ရင်ခုန်တယ်ဆိုတော့ဒီအသေးစမ်းတွေးပြီးတော့ကြံတဲ့စိတ်လေးကရင်ခုန်တဲ့စိတ်ကလေးဆိုလို့ရှိရင်ဒါနှလုံးသားပေါ့နော်စိတ်ဖြစ်တဲ့ဒီအခြေခံလေးကဒါနှလုံးလို့ပြောရမှာပေါ့အဲ့ဒါနှစ်ခုကိုခြုံငုံပြီးတော့ဟရိယဝုထုမြတ်စွာဘုရားကဝုထုယုံလို့ဒီလိုခေါ်ရတယ်နော်မှန်လားပါဗျာအဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျဘယ်နှခုရှိသွားတော့6ခုပါဟောစက္ခုသောတာဂါနာဇီဝကာယဟရယ စိတ်ဖြစ်တဲ့နေရာဟာဒီဒါရီမရှိဘဲနဲ့ကြောက်တုံးမှာစက်ခုလည်းမရှိဘူးသောတာလည်းမရှိဘူးခန္ဓာလည်းမရှိဘူးဇီဝလည်းမရှိဘူးကာယလည်းမရှိဘူးဟရိယလည်းမရှိဘူးဆိုတော့ကြောက်တုံးထဲမှာဘယ်စိတ်ဖြစ်နိုင်မလဲခုနမိကျဖူးလေးကိုချိန်ရတယ်ဆိုတဲ့အထဲမှာကြည့်ချိန်မိထွက်တယ်ဆိုတဲ့အထဲမှာခုန gas ရှိတယ်လေအဲ့ဒီလိုအခြေအနေကောင်းလေးတွေကိုပြောတာ potentiality possibility ဆိုတာနေရာတကာမှာတော့ဘယ်ရှိမလဲဟုတ်ကဲ့လားမှန်ပါပါ အဲ့ဒါလေးတွေရှိနေလို့ရှိရင်အကြောင်းတစ်ခုပေါင်းစပ်လိုက်တာနဲ့တပြိုင်နဲ့စိတ်ဟာဘွားကနေပေါ်လာတာပဲပေါ်လာတဲ့စိတ်ပဲဒါဖြစ်တဲ့တရားအဖြစ်တရားအရှိတရားမဟုတ်ဘူးရှိဆိုတာသူလောင်ထားတဲ့အရာဟုတ်တာကိုပြောတာနော်မှန်ပါဗျာဒါကရှိနေတဲ့အရာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့စိတ်ရဲ့မြေဝဋ္ထုယုတ်6မျိုးလို့ဒါကြောင့်မို့ခေါ်တာဝဋ္ထုဆိုတာ base ပဲ mineral base base of mind စိတ်ရဲ့အခြေခံယုတ်ခုနကမိဖြစ်ဖို့ရာအတွက်အခြေခံအကြောင်းတရားအတန်ပေါ်ဖို့ရာအတွက်အခြေခံဆိုတာလိုပဲစိတ်ဖြစ်ဖို့ပဲဖို့အတွက်အခြေခံမိရာတွေဒီ၆ခုရှိရမယ်တဲ့မှန်ပါပါ